ားအလုံးမဲ့မင်္ဂလာပါနီးစင်ကျန်တာတင်တန်းကြောင့်ဒီကျေးဇူးလိုက်ပါတယ်ဒီနေ့ရဲ့ဒီနေ့အတွက်ကတော့ N3 ရဲ့ grammar နံပါတ်60ရောက်လာပါပြီနံပါတ်60 Thabini ဆိုတဲ့ grammar ပတ္တန်လေးရဲ့နံပါတ်61က Has ဆိုတဲ့ grammar ပတ္တန်လေးကိုဒီနေ့သင်ပေးမှာဖြစ်ပါတယ်ကြည့်အားရှင်ရေဆက်လို့ဆရာအောင်နော်အဲ့မှာ Thabini အခါတိုင်းဆိုတဲ့ grammar ပတ္တန်သူက Thabini ကအခါတိုင်းအခါတိုင်းဆိုကြရအောင်စဉ်းစားကြည့်လိုက်ွယ်အမြဲတမ်းကိစ္စတစ်ခုကိုပြုလုပ်တဲ့အခါတိုင်းအခါတိုင်းနောက်ကကိစ္စဆက်ပြီးတော့ဖြစ်တာ ဥမာအဖြစ်အမေရဲ့အကြောင်းတွေကိုတွေးလိုက်တဲ့အခါတိုင်းအခါတိုင်းမျက်ရည်ကျလာတယ်။ဘယ်သူပဲဖြစ်ဖြစ်ကောအမေကိုလွမ်းနေနိုင်ငံရဲ့အကြောင်းတွေကိုတွေးလိုက်တဲ့အခါတိုင်းအခါတိုင်းနိုင်ငံကိုလွမ်းနေစိတ်တွေဖြစ်လာတယ်။အဲ့လိုမျိုးကတခုခုကိုကအဲ့အတွေးကိုလှုပ်လိုက်တဲ့အခါတိုင်းအဲ့လိုလွမ်းနေစိတ်တွေဖြစ်တာအခုဂျပန်မှာရောက်နေတဲ့သူတွေပေါ့နော်။ဘာပဲဖြစ်ဖြစ်ခုနိုင်ငံကိုလွမ်းကြတာရှိကြမှာပဲလေ။အဲဆိုတော့အခါကျတော့အဲ့လိုပုံစံမျိုးပေါ့။နောက်ထပ်တစ်ခုကကျတော့အဲစူးစမ်းမယ်၊စာရီချက်မယ်လို့လှုပ်လှုပ်လိုက်တဲ့အခါတိုင်းအခါတိုင်းအနောက်ရှက်တွေဝင်လာတယ်။တကယ်တော့မဟုတ်ဘူး။ဟုတ်ပြီနော်။ကိုက จมิ้นလို့လှုပ်လိုက်တဲ့အခါတိုင်းဟာဘိုက်စာလိုက်ထားလိုက်ရဲ့ဒါအဲဇမေအပြင်ပြောပြတာဖြစ်ပါတယ်အဲ့လိုအရှိအကိစ္စတစ်ခုကိုပြုတ်လုတဲ့အခါတိုင်းအခါတိုင်းဒါမှမဟုတ်ရင်လည်းပြုတ်လုမယ်လို့ကိုကတွေးတဲ့အခါတိုင်းခါတိုင်းနောက်ကကိစ္စဖြစ်တာဖြစ်ပါတယ် ောက်ပြီးတော့အဲဆိုတော့အခါကျရှေ့ရကိစ္စပြုတ်လုတဲ့အခါတိုင်းခါတိုင်းကိုပြုတ်လုတာမဟုတ်နော်သူများပြုတ်လုတဲ့ခါတိုင်းဥမာအဖြစ်အဲတဘာဝတရားတွေကိုလည်းပြောလို့ရတယ်တဘာဝတရားဆိုလို့ရှိရင်ဒီဒေတာကရေကြီးတဲ့အခါတိုင်းခါရေကြီးတာဖြစ်နေမိုးရွာတဲ့အခါတိုင်းခါတိုင်းရေကြီးတယ်မိုးရွာပြီဆိုတာနဲ့မိုးရွာပြီဆိုတာနဲ့မိုးရမိုးရွာလိုက်တာနဲ့အဲ့ဒေတာရေအော်တိုရေကြီးပြီးသားအဲ့လိုမိုးရွာပြီဆိုတဲ့အခါတိုင်းခါတိုင်းရေကြီးပြီးသားပဲအဲ့လိုပုံစံဒီမှာသုံးတာဖြစ်ပါတယ်ဒါဆိုရင်အကြည့်ပါဦးကြည့်အောင် ်ဒီမှာသူက additionally form လိုက်မယ်နောက်တော့ထပ်ပြီးနေလိုက်မယ်ပေါ့ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်တော့ရအောင်နံပါတ်1မှာစစ်ကြီးကအဖေကဆိုလို့ရှိရင်ချွတ်ချောတော့တပ်ပြီးနေအလုတ်ကိစ္စနဲ့ခရီးထွက်တဲ့အခါတိုင်းအဖေကအလုတ်ကိစ္စနဲ့ခရီးထွက်တဲ့အခါတိုင်းနဲ့အိုမီယာကဲကိုအိမ်ပြန်လက်ဆောင်ကိုခတ်တက်ခစ်တဲ့ခရဲလိုဝယ်လာပေးတယ်ဝယ်လာပေးတယ်အဲ့ဒါကကိုကမှားစရာမလိုမှားစရာမလိုအဖေကအလုတ်ကိစ္စနဲ့ခရီးထွက်တဲ့အခါတိုင်းခါတိုင်းအဖေခရီးသွားပြီဆိုတာနဲ့တေချာပေါက်ပါဖြစ်လေတေချာပေါက်အနောက်ကမုံနေပါလေပေါ့နော်သူ့ရဲ့အိုမီယာကဲအိုမီယာကဲအိမ်ပြန်လက်ဆောင်နေကဝယ်ကိုဝယ်လာ ာမှတေးကြပေါ့ဘာလို့လဲဆိုတော့မှားနေကြလဲမလို့ဘူးဒါသူအဲ့လိုခီးထွက်တယ်ဆိုတဲ့အရာကိုပြုတ်လုတဲ့အခါတိုင်းအနောက်ကကိစ္စဖြစ်တယ်ဟုတ်ပြီနော်အိမ်ပြန်လက်ဆောင်ဝင်လာတယ်ဆိုတဲ့ဟာအမြဲတမ်းရှိနေတာမဟုတ်လို့မှန်ကန်မိတာမဟုတ်လို့ဟုတ်ပြီနော်နောက်တစ်ခုနံပါတ်2ညပိုင်းကိုသွားမယ်ရှီရီယာရင်တော့ခရိုမိုပါတဲ့အဲရှီရီယာရင်တော့ခရိုမိုဆိုတော့အတိကလေးလေးပေါ့ပြောရမယ်ဆိုကလေးလေးပေါ့ကိုနဲ့အမြဲတမ်းသိနေတဲ့ကလေးလေးအဲ့ကလေးလေးရဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့တွေးတဲ့အခါတိုင်းအခါတိုင်း ဟုတ်ပြီနော်အဲ့ဆိုအခါကျတော့ဒီမှာဆိုလို့ရှိရင်အောက်တာပီနီတွေးတဲ့အခါတိုင်းခါတိုင်းအတိမှရှိတဲ့သူကလေးလေးပေါ့အတိတဲ့ကလေးလေးရဆိုလို့ရှိရင်တွေးတဲ့အခါတိုင်းအခါတိုင်းမှာဘာဖြစ်လဲဆိုတော့အခါကျအိုကီကိုနာတိတ်တဲ့အိုကီကိုနာတိတ်တဲ့ဆိုတာကြီးလာတာကိုပြောတာကလေးလေးကတစ်ခေါက်သွားလိုက်အဲအရင်တော့ကတော့တလပေါ့နော်တလကနေပြီးတော့ဖြည်းဖြည်းနဲ့ကြီးလာကြီးလာကြီးလာအဲ့လိုမျိုးအခါတိုင်းခါတိုင်းတွေးတဲ့အခါတိုင်းအခါတိုင်းအဲ့ဒါကိုပြောတာအဲ့ဆိုတော့အခါကျတော့မိတ်ဆွေရဲ့ကလေးလေးပေါ့ကွမိတ်ဆွေရဲ့ကလေးလေးကဘာဖြစ်လဲဆိုရင်တွေးတဲ့အခါတိုင်းသူတော်တော်တွေးတဲ့အခါတိုင်းအရင်ကဆိုလို့ ့ရှင်အရက်ကအဲဘယ်နှပေဘယ်နှပေရှိမလဲနှစ်ပေသုံးပေလောက်ရှိမလဲအဲ့ဒါတဖြည်းဖြည်းနဲ့ရှိရှိလာတာအဲ့ဒါကိုပြောတော့ကြီးကြီးလာတာတွေးနေအခါတိုင်းခါတိုင်းမှာအိုကီကူနာတေနာတေတေကြီးလာပြီးတော့အခါကျတော့ဘီကူရီဆူရူဆိုတာကအံ့ဩရပါတယ်ကြီးလာလို့အံ့အားသင့်ရတယ်အဲ့လိုအတိတ်ပဲကိုတခါတွေ့တွေ့သွားတိုင်းအရင်တိုင်းမဟုတ်ဘူးကလေးကထွားထွားလာတာအဲ့ဒါကိုပြောတာဟုတ်ပြီနော် နောက်တစ်ခုနံပါတ်3စမ်းပန်ကိုသွားရာမနီတောင်တို့နိုဘိုရူတာဘီနီတက်တဲ့အခါတိုင်းအခါတိုင်းတောင်ပေါ်သူကဒါတောင်တက်ခီးတွေသဘောကျတဲ့သူတွေပေါ့တောင်ပေါ်တက်တဲ့အခါတိုင်းအခါတိုင်းမှာမို့ရာမဲတိုက်တို့နောက်ထပ်မလုတော့ဘူးဟာငါနောက်ထပ်ရတောင်ပေါ်မတက်တော့ဘူးလို့အုံမုံတော်နီတွေးတာတောင်မှာတဲ့အဲ့မှာချောချောဆိုတာကတောင်ထိတ်ကိုပြောတာတောင်ထိတ်တောင်ထိတ်အာဆိုတော့ခါကြတော့ချောချောနီတောင်ထိတ်ကိုတဲ့စုခုတာဘီနီရောက်တဲ့အခါတိုင်းမှာမတနောက်ထပ်နိုဘိုရီတိုင်းတို့အုံမုံ တက်ချင်တယ်လို့တွေးတယ်။သူကဘာဖြစ်လဲဆိုရင်တောင်ကိုစတက်တဲ့ဘာပဲကွာဘသူပဲဖြစ်ဖြစ်ပင်မန်းနေလीเนาะတောင်တက်ရတာလွယ်တာမှမဟုတ်။တောင်ပေါ်တက်တဲ့အချိန်တိုင်းမှာအခါတိုင်းမှာအာနောက်တစ်ခေါက်တော့ငါတောင်မတက်တော့ဘူးလို့သူကတွေးလိုက်တာပဲ။ဒါပေမဲ့တောင်ထိပ်ကိုလည်းရောက်လဲရောက်ရောရောက်တဲ့အခါတိုင်းမှာနောက်ထပ်တက်ချင်တယ်ဆိုတဲ့စိတ်အတွေးပြန်ပြီးဖြစ်တာ။အဲ့လိုမျိုးအတွေးကဘယ်တော့မှမပြောင်းလဲဘူးတောင်တက်တဲ့အခါတိုင်းဖြစ်တာဖြစ်ပါတယ်။ဒါဆိုရင်ရမယ်เนาะ။ကဲဒါဆိုလို့ရှိရင်တာပြီနေဆိုတဲ့အခါတိုင်း grammar pattern လေးရပါပြီ။နောက်ထပ်တစ်ခုနံပါတ်67ဖြစ်တဲ့ has ဆိုတဲ့ grammar pattern လေး ဟာစုကဇေယျဒီမှာတေးကြတယ်ဆိုတဲ့ဟာပဲပါတယ်ပေါ့နော်ဒါက trigrammer မှာအဲနောက်ဖက်မှာလဲသူကထပ်ပါအောင်မှာဟာစုမှာသူကဒီနံပါတ်၁ဒါကိုနံပါတ်၁ပဲထည့်လိုက်မယ်အကြောင်းရင်းအကြောင်းများချက်ရှိလို့ဖြစ်မှာတေးကြတယ်ဆိုတော့ဖြစ်မှာနော်ဖြစ်မှာတေးကြတယ်ဆိုပြီးတော့ခါကြပြောတဲ့အဲ့နံပါတ်၁ရည်ပဲချက်ရှိမယ်နံပါတ်၂ကကျတော့80ရာခိုင်နှုန်းမှန်ကန်တဲ့နေရာမှာသုံးတာ80ရာခိုင်နှုန်းမှန်ကန်တဲ့နေရာမှာသုံးတယ်နံပါတ်၃ကကျတော့ဗာလဲဆိုရင်အစီအစဉ်တွေကအစီအစဉ်တွေကစီစဉ်ထားတဲ့အတိုင်းမဖြစ်တာအစီအစဉ်မဖြစ်တာစီ စဉ်ထားတဲ့အတိုင်းမဖြစ်တာကမောက်ကမဖြစ်တဲ့နေရာမှာအသုံးနေပါတော့ဒါကသူ့ရဲ့အသုံးဖြစ်ပါတယ်ဟာစု ဟုတ်ပြီနော်80ရာခိုင်နော်တေးကြတဲ့နေရာမှာတုံးတယ်။ကဲဒါဆိုတော့အခုလောလောဆယ်တော့ဒီမှာအကြောင်းရင်းအကြောင်းပြချက်ကိုပြီးအကြောင်းရင်းအကြောင်းပြချက်ကိုနားလဲတယ်အကြောင်းရင်းရှိလို့အကြောင်းပြချက်ရှိလို့ဖြစ်မှာတေးကြတယ်လို့ပြောတဲ့အခါမျိုးမှာဆိုရင်ဟာဆူကိုတုံးတယ်။အဲဆို80ရာခိုင်နှုန်းမှန်ကန်တာရဲ့အပြီးတော့အစီအစဉ်တွေကစီစဉ်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုတဲ့ဟာတွေကအရှိမလဲတင်ခဲ့တယ်တကယ်လို့မပါခဲ့သေးဘူးဆိုရင်နောက်မှလည်းဆက်ပြီးပါမယ်အဲ့ခါကျရင်တစ်ခေါက်ပြန်ရှင်းပြမယ်။ဒါဆိုရင်အကြောင်းရင်းအကြောင်းပြချက်ကိုအကြောင်းရင်းပြောင်းချက်အကြောင်းပြချက်ရှိလို့ဖြစ်မှာတေးကြရဲ့ဥမာဖြင့်အကြောင်းရင်းအကြောင်းပြချက်ရှိလို့ဖြစ်မှာ သိကြတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုရင် TPE ကမပွင့်မှာပေါ့မိမမဖွင့်ထားတာကိုဒါအကြောင်းရင်းအကြောင်းပြချက်ရှိလို့မပွင့်တာလေဟုတ်ပြီနော်အဲ့လိုပုံစံမျိုးနောက်ထပ်တစ်ခုက80ရာခိုင်နှုန်းမှန်ကန်နေဆိုတာဒီမှာမပါပြီမဲ့ပြောလိုက်မယ်80ရာခိုင်နှုန်းမှန်ကန်နေဆိုတာဥမာအဖြစ်တောင်းသူတောင်းသားတယောက်ကဆမ်ဝဲဖြီထားတယ်အဲ့ဒီတောင်းသားကအတန်းထဲမှာအတော်ဆုံးတယောက်ပေါ့အတော်ဆုံးရိုးဝမ်းရတယ်ပေါ့ ဟုတ်ပြီနော်ရိုးဝမ်းရတယ်ဒါပေမဲ့အဲ့ဒီကြောင်းသားဆမိုးပွဲအောင်စင်ရဲ့မထွက်မချင်းသူအောင်မာတော့တည်ကြတယ်မထွက်မချင်းထွက်ပြီဆိုမှအောင်မာ100%တည်ကြတာဖြစ်ပြီးတော့မထွက်မချင်းဟိုကတော့ငါတို့က80ရာခိုင်နှုန်းတည်ကြတယ်လို့ပဲပြောရမှာအဲ့လိုအခြေအနေမှာပြောတာပြောတာဥမာအဖြစ်ဣဆန်အတန်းထဲမှာအတော်ဆုံးဣဆန်ကတော့ဆမိုးပွဲအောင်မာတည်ကြတယ်ဒါပဲဒါဆမိုးပွဲအောင်စင်မထွက်သေးတဲ့80ရာခိုင်နှုန်းအခြေအနေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကအစီအစဉ်အတိုင်းမဖြစ်တာအစီအစဉ်နေရာဆိုလို့ရှိရင်ကမောက်ကမဖြစ်တာဥမာအဖြစ်ယထာကတနာယီမှာထွက်မဲ့ယထာကိုကဝယ်ထားတယ်ဒါမဲ့ ိယထာကတဏှာီနဲ့အဲတဏှာီခွဲမှထွက်တယ်ဘာလို့လဲဆိုတော့အခါကျအဲ့အစီအစဉ်မဖြစ်တော့ဘာလို့လဲဆိုတော့음 accident တစ်ခုခုနဲ့တွေ့လို့ပေါ့နော်အဲ့လိုပုံစံမျိုးကမောက်ကမဖြစ်သွားတဲ့အခါဒီ hash ကိုတုံးတာဖြစ်တယ် ဟုတ်ပြီနော် KR ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးရမယ် KR ဆိုရင်ကျွန်တော်တို့အဲဒီရောက်ကဟာကိုသွားမယ်ပေါ့နော်သူက plain found ကတ်တယ် plain found plus ဟာဆိုကတ်မယ်နောက်ပြောခါကြတော့ na edited ဆိုရင် na ကိုဖြုတ်ပြီးတော့ na အမ် da ကိုဖြုတ်ပြီးတော့ plain found မှာ da ပါတာလေအဲ့ဒါမှာ na ပြန်ထည့်ပြီးတော့ not ကတ်မယ် na နောက်ထပ် not ကတ်မယ်တောင်ဖြစ်နေ na ကိုထည့်ပြီးတော့ဟာဆိုထည့်မယ် now ဆိုရင်လည်း da ကိုဖြုတ်ပြီးတော့ခါကြတော့ not ကတ်ပြီးတော့သုံးပေးမယ် ဟုတ်ပြီနော်အားဆိုရင်ဒါလေးရမယ်ကဲအားဆိုရင်နံပါတ်1အချိပံကိုကြည့်ရမယ်နံပါတ်1အချိပံမှာသူပါပေးထားလဲဆိုတော့ခါကြတော့အဲအဲယာမာရာကွန်ယာမာရာကွန်ရေးတဲ့အေရှာနီအေကုမ္ပဏီကိုရှီလျောအိုကုတဲကုရတာအဲ့လိုမျိုးပေးထားတယ်ရှီလျောဆိုအချက်အလက်စာရွက်စာတန်းနေစာရွက်စာလုံးလေးရနေနေတော့တည်ရနော်စာရွက်စာတန်းအေးစလက်ရင်းနဲ့မရေးနိုင်တော့လို့ပါဟိုအရန်အလုရှုပ်တော့ခါကြလက်ရင်းနဲ့မရေးနိုင်တော့လက်ကွက်နဲ့ပဲရိုက်ပြီးတော့တခါတည်းလှုပ်လိုက်တာပေါ့နော်နောက်ခါကြရင်တော့လက်ရင်းနဲ့ရေးရတော့ကိုကိုတိုင်လက်ရင်းနဲ့ရေးရတာပိုအားပါတယ် ဲအခါကျရင်တော့အချိန်ရရင်တော့အချိန်ရတယ်လို့လက်ရည်လေးနဲ့ရေးပေးမယ်အခုတော့နည်းနည်းလေးတော့တီးတယ်ပေါ့နော်အဲဆိုတော့တွားရအောင်အဲ့မှာဆိုရင်ယမရာကွန်ယမရာကွန်ရေးတဲ့အေရှာနီအေကွန်မဏီကိုရှီလီယောအိုကုတဲခူရတာရှီလီယောဆိုတဲ့အချက်လွတ်စာရဲ့စာတန်းနဲ့အိုကုတဲခူရတာပို့ပေးပြီးပြီလားအဲ့လိုပြောတော့အခါကျဘီဖြစ်တယ်ယမရာကွန်ကပြန်ပြောတယ်ဟိုက်ပို့ပေးပြီးပါပြီကီနိုမနေကစကုတာဆဒေး ိမ်မှာစုကူတာဆဆိုတာအ мян ချောဖို့ပြောတာစုကူတာဆတဲ့အ мян ချောဖို့ဖြင့်ဟုတ်ပြီနော်အ мян ချောဖို့ဖြင့်ဒါရှိမစတာကရပို့ပေးပြီးဖြစ်တဲ့အတွက်ကြောင့်အိုစုကူတင်မှုနောက်ကြလဲပဲပြောချင်တာကမနှက်ပြန်ရောက်မှသိကြတယ်နောက်ကြနောက်ကြလဲပဲအာအစနီဝမနှက်ပြန်ကတော့ဟုတ်ပြီနော်စုကူဟာဆတဲ့ရောက်မှသိကြပါတယ်မနှက်ပြန်ရောက်နော်နောက်ကြရင်နောက်မှလဲပဲရောက်မှသိကြတယ်ဟုတ်ပြီနော်နောက်ကြရင်နောက်မှလဲပဲရောက်မှသိကြတယ်အဲ့လိုအထိပ်ပဲပါ အဲ့ဒါအကြောင်းရင်းထောင်းပြချက်ကဘာဖြစ်သွားလဲ။ तू ကအမြန်ချောပုံးနဲ့ပို့ထားတဲ့အကြောင်းရင်းရှိတယ်။အဲ့ဒါကြောင့်မို့ဘတ်မှာတေးကြတယ်ဆိုရင်အထိပ္ပယ်ဖြစ်ပါတယ်။ကဲဟုတ်ပြီနံပါတ်1ကိုသွားရအောင်။ Tonari no Uchi kara Tonari no Uchi ဆိုတော့ခါကြတော့ဘေးချင်းကရဲ့အိမ်ပေါ့ကွယ်။ဟုတ်ပြီနော်။အဆောခါကြဘေးငါနေပြီးတော့ခါကြတော့ Hanna Thusan နဲ့ Otto ကအတန်ကဆုလူရော။အဆောခါကြ Thusan နဲ့အတန်နေဒီမှာကြတော့ဖြစ်တယ်လေးမဟုတ်ဘူးနော်။ကြားရတယ်လေ။ဟုတ်ပြီနော်။ကြားရတယ်။အဲ့လိုပုံစံမျိုးကြားရတယ်လေ။ဟုတ်ပြီနော်။အာ Ima dare mo Inai Hasuna no ni အိမဘသူအိမယခုဒါတယ်မို့ဘသူမှအိနိုင်ဟာဆိုနာတော့နိဘသူမှမရှိတာတေချာရဲ့ဒါနဲ့ တခိုးလားတရေလားပေါ့နော်တေကြပေါက်ကတော့အကြောင်းရင်းအကြောင်းပြချက်အကြောင်းအရင်းကဘသူမှမရှိတာတေကြတယ်ဆိုတဲ့အကြောင်းရင်းဒါဆိုတော့ခါကြဘသူမှမရှိလို့ရှင်အတန်ကြားစရာအကြောင်းမရှိဘူးအခုကြတော့အတန်ကြားရအတန်ကြားရတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှင်ရမယ်နော်ကဲဒါဆိုလို့ရှင်ဒီနေ့အတွက်အတင်သွားတယ်ထားပြီးနေဆိုတဲ့အခါတိုင်းကကြတော့အာကိစ္စတွေကကိစ္စတခုကပြုတ်လုတဲ့အရှိယကိစ္စကိုပြုတ်လုတဲ့အခါတိုင်းခါတိုင်းနောက်ကကိစ္စကဖြစ်တယ်အဲဒီဒေတာကမိုးရွာတဲ့အခါတိုင်းခါတိုင်းရေကြီးတယ်လို့နောက်ထပ်တခုကအမေအကြောင်းဝင်တွေ့တဲ့အခါတိုင်းခါတိုင်း ်မျက်ရည်ကျမိတယ်တို့အမေကဖုံးဆက်တဲ့အခါတိုင်းအခါတိုင်းထမင်းစားပြီးပြီလားလို့မေးတယ်တို့အဲ့လိုပုံစံမျိုးတွေမှာတောင်းတာဖြစ်ပါတယ်အမြဲတမ်းမှန်ကန်နေရလေအမေကြီးကအမြဲတမ်းမေးတာပဲဟုတ်တယ်မဟုတ်လားနောက်ထပ်တစ်ခုကဟာစုကတေးကြတယ်တေးကြတယ်ဆိုတာအရရွယ်ချက်ကအခုလောလောဆယ်ဒီမှာသုံးမျိုးပြောထားတယ်နံပါတ်၁ကအကြောင်းရင်းအကြောင်းပြချက်ရှိလို့ဖြစ်မှာတေးကြတယ်ဆိုပြီးတော့ပြောတာရယ်နံပါတ်၂က၈၀ကိုင်းတော့တေးကြတာရယ်နံပါတ်၃ကအစီအစဉ်တွေကကောင်းမောက်ကောင်းမဖြစ်တဲ့နေရာတွေမှာဟာစုကိုသုံးတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့အတွက် N3 ရယ်နံပါတ်60နဲ့နံပါတ်61သာဘီနိအခါတိုင်းရယ် ဟာစုအဲအဲ့ဒီစကားလုံးလေးတွေကိုရှင်းပြပေးလိုက်ပါတယ်အားလုံးကိုချစ်